မနင်္ဂလာတွေဒါကြီးမားတဲ့မနင်္ဂလာနဲ့ဗုဒ္ဓဘာသာတွေကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စီပါတယ်။စကိုင်းမန္တလေးဆိုတာတော့ တကယ်ကိုဘုရားပါလားညို့လို့ပြောလို့ရပါမယ်စာတင်တိုင်းကြီးတွေအများကြီးရှိပါတယ်စာတင်သားတွေအများကြီးရှိပါတယ်တကယ်လည်းကျူးကျူးဆဆာကိုတာနာဝင်ထမ်းဆောင်နေကြတာဖြစ်ပါတယ်သူချေရလဲစာမျိုးပွဲရာကြီးဖြစ်တဲ့အတွက်ဘုရားပါလား စာပေနဲ့ပတ်သက်တဲ့စာမျိုးပွဲတွေဖြည်နေတဲ့အချိန်ဖြစ်တဲ့အတွက်စာသင်သားတွေအများကြီးစုဝင်နေတဲ့အချိန်မှာ ရင်းရင်းလှုပ်တဲ့အတွက်လည်းတန်ခါရီအများတန်ခါရီနဲ့ဒီလရှင်တွေအသက်ဆုံးရှုံးမှုများပြားပါလေ ဆောက်လုပ်မှုနဲ့ပတ်သက်တဲ့အင်ဂျင်နီယာတွေမှာအားနည်းချက်တွေရှိနိုင်ပေမဲ့လည်းပထမဆုံးစာတင်နာတန်ဃာကြီးတရားထုတ်တဲ့တန်ဃာကြီးရဲ့ရှင်မှာတော့မိမိတို့ရဲ့တာဝန်ကိုအစွမ်းကုန် လမ်းဆောင်နေကြတာဖြစ်ပါတယ်။ဆိုရှယ်ပြစီမောများတဲ့အတွက်လည်းမြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာမြန်မာဗုဒ္ဓဘာသာလည်းကမ္ဘာနဲ့ပတ်သက်နေတဲ့အတွက်ကမ္ဘာလုံးအတွက်ဗုဒ္ဓဘာသာကနာဂအတွက်ဆွေးစရာအခြေအနေဖြစ်နေပါတယ် အမေတစ်ဖက်ကလည်းဘုရားတရားတန်ခါရဲ့စွမ်းအားကအကန့်အသတ်ရှိတာဖြစ်တဲ့အတွက်လည်းပြည်ရင်းပြပါလူရှင်တွေကဒါလူဝယ်ပစ္စည်းတွေလူဝယ်တွေတော့ရှောက်ခုလည်းနေပါတယ်ကိုဗစ်ကာယောဂနိုင်ငံကြီးနောက်ပြည်ရင်းစစ်ပွဲတွေကြောင့်ဒီမှာနိုင်ငံထဲမှာက ဖွဲ့စည်းတွေလူမျိုးရေးဖွဲ့စည်းတွေလည်းသိပြီးတော့မရှိပါဘူးလုံနိုင်ကြနိုင်တဲ့လူငယ်တွေလည်းအနည်းစုပဲရှိကြပါတယ်အဲ့ဒီပြင်ဒီတစ်ခါတဘာဘေးရည်ကဘုန်းကြီးတွေဒီလရှိတွေတခြားဟာရာကြီးပေါ့အဆောင်တွေပုံကိုယ်တွေပါ ကြီးကျယ်ထိခိုက်စေတာဖြစ်တဲ့အတွက်လည်းအစောအနေနဲ့ကိုယ်တိုင်တဘာရည်တမ်းများရဲ့ကေစေအဖွဲ့ဖွဲ့စည်းပြီးတော့ကိုယ်တိုင်လည်းတန်းနိုင်တယ်လို့ဥဆောင်ပြီးတော့ဘုရားဘာသာရဲ့အနာဂတ်အတွက်တန်းနိုင်တယ်လို့ ရေရှည်တည်တံ့ရက်တည်နေအောင်ဆောင်ရွက်ပါမယ်ခက်ခဲတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဆရာတော်မြင်နေရတော့ဒီလိုကျူးမတဲ့ခက်ခဲတွေကိုဖြေရှင်းနေကြဖြစ်တဲ့အတွက်ဒီအချိန်မှာလည်း ကောင်းဆုံးဖြစ်အောင်တော့ဖြည့်ရှင်းနိုင်တယ်လို့ပြောနေပါတယ်။ဒါဘုရားတရားတန်ခါရဲ့အားကိုးနဲ့ပဲဖြည့်ရှင်းရမှာပါ။ခုချိန်ကျတော့အလူလက်ခံရရှိဖို့ကလွယ်ကူပါရဲ့။ဒါတွေကိုအကောင်းဆုံးအသုံးချဖို့ကခက်ခဲပါရဲ့။လူရှင်တွေများကြွားလဲဒီလိုမျိုး လူဘောကမကြုံပါဘူးဒါအရင်ဆုံးရှုံးမှုတွေလည်းမတူပါဘူးတရားတရားတန်ခါနဲ့ပတ်သက်တဲ့အမြဲတမ်းကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်တဲ့အတွက်လည်းလူတိုင်းနဲ့များများပြပါဘူးဒါပေမဲ့တစ်ဖက်ကကျတော့ဒါတွေကိုဘလို့အကောင်းဆုံးသုံးချမယ်ဆိုတဲ့အပိုင်းအရရှိအတွက်ကိုပါထည့်စင်းစား သုံးချဖို့အပိုင်းဟာခက်ခဲပါတယ်။ဒါဆရာနေနေတော့ကိုယ်တိုင်လည်းဘုန်းကြီးဖြစ်တာရဲ့ကိုယ်နိုင်ငံဖြစ်တာရဲ့ပါရာကြီးနဲ့ပတ်သက်တဲ့အဓိကဆုံးရှုံးမှုတွေဖြစ်တာကြောင့်လေဒီလိုပြဿနာကိုဖြေရှင်းတဲ့အပိုင်းမှာကယ်ဆယ်တဲ့အပိုင်းမှာ ီးတော့နက်နက်နဲနဲရရှိပါဝင်ဆောင်ရွက်ပါမယ်ဘဝတရားဤတန်နဲ့ပတ်သက်တဲ့တရားဓမ္မတွေပေါ့လူရှင်နေလဲကိုစိတ္တနာလေးအောင်ဝိုင်းပြီးတော့နိုင်တဲ့ဘက်ကပါဝင်ကူညီလို့ရပါတယ် မမလုပ်ပဲနေရင်တော့ကုတို့ရမှာပေါ့ဗျာကိုလုံနိုင်တယ်လောက်တော့ကုတို့ရမှာ Yeah. Uh -huh.